ဒီနေရာမဆိုးဘူးဝယ်လင်းကချစ်တလန်းလှမ်းလိုက်ပြီးဂျိုက်သေးကိုဝင်သွားပါတယ်ဒိုးဝါရင်အယမ်းမြတ်မစင်းပဲပေနေငယ်ကိုသာဆင်းလိုက်ပါတယ်ပြီးတော့ဝယ်လင်းကသူ့ရဲ့တော်တော်အိတ်ကိုပုတ်လိုက်တော့ကြီးမားတဲ့ဓာတာစင်လောကထွက်လာပြီးဂျိုက်ရဲ့ဗီဒီမှာလေပတ်နေပါတယ်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့တောင်းဆိုချင်ပါတယ် ကျောက်စနစ်ခဲရီကလည်းပြန်ကျဲသွားပြီးခဏကြာမှဂူတခုကဖြစ်ပေါ်လာပါလေဝလင်ကအထဲကိုဝင်သွားပြီးထိုင်ချလိုက်ပါလေအတော့ဖြည်းဖြည်းချင်းရှူသွင်းပြီးရဲ့နောက်ဝလင်ကကန်သက်ချက်တွေအများကြီးကိုထားလိုက်ပါလေပြီးတော့သူ့ရဲ့တလုံးအေးကိုပို့လိုက်တော့ငွေရောင်လေးနဲ့တစ်ခုကထွက်လာပြီးလှပတဲ့အမျိုးသမီးတယောက်အဖြစ်ပြောင်းလဲသွားပါလေ ထိုမျိုးသမီးရဝင်လင်းကိုကြည့်ပင်မဲ့ဘာပြောပါဝင်ပေါက်နာမှာထိုင်ပြီးတော့ဝင်လင်းကိုစောက်ချက်ပေးနေပါတယ်ဝင်လင်းကငွေရောင်မျိုးသမီးလောင်းကိုစစ်စင်းနေပါတယ်ပန်းရဲ့အဆိပ်ကိုဆိုးယူပြီးရင်တော့သူမတမျိုးပြောင်းလဲသွားတယ်လို့ခံစားရပါတယ်သူကရင်ဘာပြောင်းလဲသွားလဲဆိုတာတော့မပြောပြတတ်ပါဘူးသူရဲ့ဝိညာဉ်စွမ်းကိုဖျက်ချလိုက်တော့သူမရဲ့ခန္ဓာကိုယ်ထဲမှာမူလထိန်ချုပ်တစ်စိတ်ကရှိနေတော့မှာလုံအောင်ပျက်စီးမသွားပါဘူးသူထားခဲ့တဲ့အခြားကန်းတစ်ချက်အလုံးကလည်းရှိနေပါတယ်ထို့အခါကျမှသူကစိတ်အေးသွားပြီးမျိုးလုံးမိတ်ကကြီးညံ့လိုက်ပါတယ် င်းကြံမှုကအောင်မြင်မှုရဲ့လက္ခဏာတွေပြနေပြီဆိုတော့ဒီအခွင့်အရေးကိုအသုံးချပြီးအဆင့်တက်အောင် အဲ့ဒီခါကျမှကောင်းကင်ဧကရေခုမှာအခွင့်လန်းကောင်းတွေကိုပို့ပြီးတော့ရလိမ့်မယ်မျိုးလုံးမိတ်လိုက်တဲ့အခါသူ့ရဲ့ခန္ဓာကိုယ်ထဲကမူလဆွေင်ကရုတ်တရက်တစ်ခုလုံးလေပတ်သွားပါတယ်ပူပြင်းတဲ့အပူငွေအချို့ကသူ့ရဲ့ခန္ဓာကနေထွက်လာပြီမဲ့တတ်မှတ်ပုံဝင်ခြင်းအတွင်းမှာပဲရှိနေပြီးပြန့်နှံ့မသွားပါဘူးရောက်ရှင်ရဲ့ကိစ္စကြောင့်သူ့ရဲ့နယ်ပယ်ကအမြင်မှုရရှိခဲ့ပါတယ်အခုဝန်လင်းကချင့်ကြံမှုကိုစတင်လိုက်တဲ့အခါနိဗ္ဗာန်အမြန်ရောအလေအစင်းရဲ့အထုံးထိပ်မှာရက်တန်းနေတဲ့သူ့ရဲ့ချင့်ကြံမှုကလှူရှားလာပါတယ်အချိန်ကဖြည်းဖြည်းချင်းကုန်ဆုံးသွားပါတယ်မြေတောင်တစ်ခတ်အတွင်းမှာပဲတုံးရကြသွားပါတယ်ထို့တုံးရအတွင်းမှာ ဝယ်လင်းကမလှုပ်ရှားပဲသူ့ရဲ့ခန္ဓာကိုယ်ထေရမူလဆွမ်းကိုပုံမျက်စံစွာနဲ့လေပတ်နေပါတယ်နောက်ဆုံးမှတော့မူလဆွမ်းရဲ့စီစဉ်မှုကရန်ဝန်ချုံးမွေလုံလို့ဘေးအားစပြီးဗမာဆုံးလဲဆိုတာတော့မပြောနိုင်တော့ပါဘူးငွေရောင်မြို့သမီးလောင်းကဝယ်လင်းကိုတခြားလုံကောက်ခဲ့ပေးနေပါတယ်ဝယ်လင်းကိုကြကြကြည့်တတ်ပြီးသူမရဲ့အကြည့်မှာရှုပ်ထွေးမှုရေရောင်တွေကလည်းရှိနေပါတယ်ဒိုးဝါးရင်ထိုးရှုပ်ထွေးမှုကိုချက်ချင်းပဲကောင်းကောင်းကြီးကိုဖုံးကွယ်ထားပါတယ်လေးရမြောင်းလေးမှဝယ်လင်းကမျက်လုံးကိုဖိနှိပ်ပါတယ်ခဏတာစဉ်းစားပြီးရဲ့နောက်သူတက်ခဲတဲ့လူတွေရဲ့မူလဝိညာဉ်အနေငယ်ကိုထုတ်ယူလိုက်ပါတယ်ပြီးတော့တွန်းဆုံနေခြင်းမရှိပဲဆုပ်ယူလိုက်ပါတယ် ဒီမှာမူလစွမ်းကမလွန်တော့ဘူးဒါကြောင့်အောင်မြင်မှုရဖို့ကဒီနည်းလမ်းပဲရှိတယ်ဝယ်လင်းရဲ့ကျင့်ကြံမှုအစဉ်အားနိဗ္ဗာန်အလဲအစဉ်အားနေမြင့်တက်လာနေတဲ့အချိန်မှာကောင်းကင်ဧကရစ်ခူတဲ့ဝေးတဲ့နေရာမှာအန်အန်တင်းစရာမြေခွင်းတစ်ခုအားဖြစ်ပေါ်လာပါတယ်။မြင်တွေ့လိုက်ရတဲ့မဟာမိတ်ကျင့်ကြံသူပိုင်းကအန်အန်တင်းသွားပါလိမ့်မယ်။ဝေးလန့်တဲ့မိုးကုတ်ဆောင်ဝိုင်းကနေအနီရောက်မီရောက်တွေကထွက်လာပါတယ်။မီရောက်တွေကအရာအလုံးကိုမီရှို့ဖျက်ဆီးတော့မဲ့အတိုင်းပါပဲ။ အနီရောင်မီရောင်တွေရာဖြင်းဖြင်းနဲ့နီကက်လာပြီးပုံမတော့ပွားလာပါလေအလင်းရောင်ကအလုံးမပြင်းထန်ပြီးအဆုံးမရှိတဲ့မီရောင်တွေရာကျဲတွေဥပါဖုံးလန်းသွားတော့မဲ့ပုံပါပဲမြုံနိုင်စရာအမြန်နှုံးနဲ့ယူလီယာနီကြားပါလေအတောင်ပံအကျဲကီလိုမီတာရာနဲ့ချီပြီးရှီလီယာတဲ့အလုံးမကြီးမားတဲ့တောင်ပံနေငှက်ကြီးတစ်ကောင်ကမီရောင်တွေရဲ့ရှေ့ဆောင်ကနေပြန်တန်းလာနေပါလေ ထိုတောင်ပိုင်းတွေငှက်ကြည့်ရမီးနဲ့ဖယ်စီးထားပြီးဝေးရနေအောင်ခန်းစားလို့ရလောင်းပူပြင်းတဲ့အပူချိန်ကရှိနေပါတယ်ထိုတောင်ပိုင်းတွေငှက်ကြည့်ရအပူချိန်ကကျဉ်းကျဉ်းသူတိုင်းကိုအန်းသေးစေမှာပါတောင်ပိုင်းတွေငှက်ကြည့်ရရောက်ရှိလာတဲ့နေရာတိုင်းမှာအနီးနားကျဉ်းကျဉ်းသူအလုံးရဲ့မျက်လုံးနေရာကျင်းသွားပြီးရှောင်းတိန်မှုအတွက်အလှည့်မြဲထွက်ပြေးကြပါတယ်လုံအောင်မှမချင်းကပ်ရေးကြပါဘူးဘူးတူရရှိတဲ့အစွမ်းထက်တဲ့ကျဉ်းကျဉ်းသူတိုင်းကတောင်ပိုင်းတွေငှက်ကြည့်ကိုမြင်တဲ့အခါရှေးအောင်နမယ်တစ်ခုကသူတို့ရဲ့စိတ်ထဲမှာပေါ်လာပါတယ်တောင်ပိုင်းတွေငှက်နှစ်ဖျားခိုင်း ရှေးဟောင်းတောင်မန်ဒီငှက်နှစ်ဖျားခံရဒါနာရီတစ်ခုလို့ဖြစ်လာခဲ့ပါတယ်ထိုစကားလေးလုံးကကြီးညံ့သူအချိုးရဲ့စိတ်ထဲမှတော့မရှိတော့ပါဘူးနှစ်ဖျားလေးပါခံရပြောက်ွက်သွားတာကြားခဲ့ပါပြီသူတို့ရဲ့ဂုံတရင်ကအတိတ်ကအမှတ်တရတစ်ခုဖြစ်လာပြီးအချိန်ကြာလာနဲ့အမျှတဖြည်းဖြည်းနဲ့ပြောက်ွက်သွားခဲ့ပါတယ်အစွန်ထက်တဲ့ကြီးညံ့သူအနေငယ်ရတာနှစ်ဖျားလေးပါခံဆိုတဲ့နာမည်ကိုကြားရင်သူတို့ရဲ့အမှတ်တရတွေထဲမှာလေးစားမှုကရှိနေသေးပါနှစ်ဖျားလေးပါခံဆိုတဲ့နာမည်ကိုကြားရင်သူတို့ရဲ့နှလုံးသားရဲ့အနေရှင်သူနေရာကနေတွန်းလုံးသွားပါလိမ့်မယ်နှစ်ဖျားလေးပါခံကလက်ရှိကြီးညံ့မှုမဟာမိတ်ထံတော်ပို့ပြီးတော့အစွန်ထက်ပြီးလှုပ်ဝဆန်းကျဲပါတယ် ယ်အတောက်ပဆုံးကောင်းကင်အလင်းရောင်နေပရနောက်နဖျားလေးပါခန်းကိုကြောင်းခဲရပါတယ်ထို့ကြောင့်ကောင်းကင်အလင်းရောင်နေပရလူတွေကကျင်းကျက်မှုမဟာမိတ်နဲ့ပူးပေါင်းခဲကြပါတယ်ပရိရဲ့အကြံစီတွေအများကြီးကိုကြံစီပြီးရဲ့နောက်နဖျားလေးပါခန်းကိုအားအနေဆုံးအချိန်တွေတူကြောင်းကိုလုံနိုင်ခဲ့ပါတယ်အစွမ်းထက်ဆုံးမိုးပြောင်းအောင်ငကားဤကလေးကပျောက်ဆုံးသွားပြီးအကြောက်ရဆုံးတောင်မနီငတ်နဖျားသူ့ရဲ့တတိယကောင်းကင်ဘေးဒုက္ခကိုဝန်ရောက်နေတယ်ဆိုတဲ့သတင်းကပေါ်ကြားသွားပါတယ်ထို့ရာနဖျားလေးပါခန်းအတွက်မကြုံစုဘူးအချက်တွေတစ်ခုကိုဖြစ်လာစေခဲ့ပါတယ် ဒိုဝါရင်နဖျားလီဘာခန်ရချင်းညက်မှုမဟာမေးကိုတိုက်ခိုက်ဖို့လုံလောက်တဲ့အင်အားရှိနေဆဲဖြစ်ပြီးအတောက်ပဆောင်ကောင်းကင်အလင်းရောက်နေပယ်ကိုလည်းမကြောက်ရွံ့ပါဘူးအကြောင်းမျိုးမျိုးကြောက်အတောက်ပဆောင်ကောင်းကင်အလင်းရောက်နေပယ်ကလှုပ်ဝက်ပဲကူညီနိုင်ပါတယ် တို့ကဝင်ရောက်တိုက်ခိုက်လာရင်တော့နဖျားလီပါခံရနဖျားလီပါရဇနာတွေကိုအသက်သွင်းပြီးတိုက်ခိုက်နိုင်ပါတယ်။ဒူဝါရင်မဟာမေးကိုတိုက်ခိုက်နေတဲ့နဖျားလီပါခံရဲ့အရေးကြီးဆုံးအချိန်မှာကောင်းကင်ကိုတော်လုံးစေရာဖိအားတစ်ခုကဖြစ်ပေါ်ခဲ့ပြီးနောက်ဆုံးမှာနဖျားလီပါခံရကြာဆင်းသွားစေခဲ့ပါတယ်။လိန်နဲ့နဖျားအိကရစ်မှာသူ့ရဲ့တပည့်ကြီး၃ယောက်နဲ့သူ့ရဲ့ဂိုင်းသားအများစုကနဖျားလီပါခံကိုတိစ္ဆာဖောက်ခဲ့ပါတယ်။ဒါရီမကပဲတိစ္ဆာဖောက်တဲ့အချိန်မှာတောင်မန်နီငှက်နဖျားခံကိုပါခိုးဝင်တိုက်ခိုက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့မအောင်မြင်ပေမဲ့တောင်မန်နီငှက်နဖျားခံရနှိမ်နင်းထားတဲ့တတိယကောင်းကင်ဘေးဒုက္ခကိုပောက်ကွဲစေ တကယ်ပါတယ် တွင်းမွေစက္ခန့်မှုလေးကိုအားကိုးတဲ့နဖျားလေးပါးခိုင်းတဲ့ဒီလိုကိစ္စမျိုးကလုံးဝမမြင်ချင်နိုင်စရာပါလိမ့်နဲ့နဖျားဧကရင်းနဲ့သူ့ရဲ့ခိုင်းသားအများစုရဲ့တိဆဖောင်းမှုကထူစစ်ပွဲကိုမျှော်လင့်မထားပဲပြောင်းလဲမှုတစ်ခုဖြစ်ပေါ်စေခဲ့ပါတယ်မိုးပြောင်းငကားဧကရေကပျောက်ဆုံးသွားတဲ့ရှေးအောင်နဖျားလေးပါးယတနာတွေရဲ့အစွမ်းအာဏီတင်ဟာအများကြီးကိုဆုံးရှုံးသွားပါတယ်အခုလိမ့်နဲ့နဖျားဧကရေခိုင်းရနဖျားလေးပါးခိုင်းကိုတိဆဖောက်လိုက်တော့နဖျားလေးပါးယတနာတွေရဲ့အစွမ်းအာပိုပြီးတော့အာနေသွားပါတယ်ယခုချိန်ထိနဖျားလေးပါးတွေကတယောက်ဖြစ်တဲ့လိမ့်နဲ့နဖျားဧကရေကဘာကြောင့်နဖျားလေးပါး ခိုင်းကိုတစ္ဆာဖောက်ခွဲလဲဆိုတာဘသူကမှမသိကြပါဘူးထိုကိစ္စတစ်ခုလုံးဝမဖြေရှင်းရသေးတဲ့ပေဟီဒီတစ်ခုပါလိမ့်နတ်နဖျားဧကရေရဲ့တစ္ဆာဖောက်မှုကကြီးညက်မှုမဟာမေးကိုအင်အားတောက်တင်းစေခဲ့ပါတယ်ထိုတိုက်ပွဲကကျဆုစနစ်တစ်ခုလုံးကိုတလုံးစေခဲ့ပြီးသွေးဆုံးနေတဲ့အလောင်းလေးကိုနေရာတိုင်းမှာခြံထားခဲ့ပါတယ် ဒွဝရင်ချင်းညမှုမဟာမိတ်ကနဖျားလေးပါးခိုင်းကိုရှော့တက်မိသွားပါတယ်။တိဆဖောက်ပြီးရဲ့နောက်တော်မနီငတ်နဖျားခိုင်းကသူ့ရဲ့တတိယဘေးဒုက္ခကိုမောင်းမြမောင်းဆွန့်စားပြီးကျယ်ဒီကိုမီးရန်ပင်လယ်နဲ့ဖိလိုက်ပါတယ်။ပြီးတော့သူ့ကိုယ်သူကိုပွားဆဲကိုခွဲပြီးယူသွစွာနဲ့တံပြန်တိုက်ခတ်မှုကိုစတင်ခဲ့ပါတယ်။ထိုတိုက်ပွဲကအလုံးမျိုးမဝန်းနေဖွဲ့ရကောင်းပါတယ်။အသက်ရှင်ကျန်ရတဲ့ချင်းညမ်းသူအနေငယ်ကထိုရောက်တတိယတိုင်းတော်လုံးသွားကြပါတယ်။နောက်ဆုံးမှနဖျားလေးပါးခိုင်းကရှုံးလိုက်သွားပါတယ်။အတောက်ပဆုံးကောင်းရင်အလင်းရောက်နေပေကနှစ်ပေါင်းများစွာတိုက်ပွဲမှာမပါဝင်ဖို့အတွက်ဂရိပေးတာတော့ချိုးဖောက် ောက်ပြီးပွန့်ပွန့်လင်းလင်းဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။မူလာရွယ်ချက်ကနဖျားလေးပါးခိုင်းကိုလုံးဝဖျက်ဆီးပစ်ဖို့ပါ။တို့ရရင်သူတို့နောက်နဖျားလေးပါးခိုင်းကိုရှော့တမိခဲ့ပါတယ်။တောင်မဲနေငှက်နဖျားကူပွားရှိခုကိုဆုံးရှုံးပြီးမူလာခန္ဓာကလည်းပြုတ်ကွဲလို့နေပါဖြစ်သွားခဲ့ပြီးအလိုတော်တစ်ခုလေးရတာကြန့်ရှိပါတော့တယ်။ မိုးပြောင်းအောင်ငကားဤကလေးကကြီးမားတဲ့ထိခိုက်မှုတွေကိုရရှိခဲ့ပါတယ်။အဖွဲဝင်၁၀ယောက်မှ၁ယောက်ဒါမဟုတ်၂ယောက်သာအသက်ရှင်ကျန်ရှိခဲ့ပါတယ်။လိမ့်နက်ဖျားခံရလည်းပြုတ်ကွဲလို့ညီပါဖြစ်သွားခဲ့ပါတယ်။ကြားဖြူနက်ဖျားဤကလေးကမဟာမိတ်အကြီးကဲအဖွဲဝင်နေနဲ့အတော့ပဆုံးကောင်းကင်အလင်းရောက်နေပေကလူတွေအများကြီးကိုတက်ဖြတ်ခဲ့ပါတယ်။နောက်ဆုံးမှသူကတည်ဆုံသွားတဲ့အခါမှတော့သူ့ရဲ့ခန္ဓာကိုယ်ကမပြုတ်ကွဲပဲထိုးနေရမှာပဲရက်နေပြီးကျဉ်းချက်မှုမဟာမိတ်ဖဲတက်ကြီးကိုတားဆီးခဲ့ပါတယ်။သူကထုတ်လွှတ်လိုက်တဲ့ကြမုတ်ဖွေရကောင်းတဲ့တဖက်ချင်တဲ့စိတ်ကမင်းမတနိုင်တဲ့လူတွေကိုထိတ်လန့်စေပြီးဘသူကမှ ရှေ့ဆက်မတိုးရအောင်လို့လုပ်ခဲ့ပါတယ် ထိုဝန်ထဲဆရာစစ်ပွဲကထိုနေရာမှာပဲအဆုံးသတ်ခဲ့ပြီးနှစ်ဖက်စလုံးကအကြီးကျယ်ထိခိုက်နင်းနာခဲ့ရတယ်လို့ပြောနိုင်ပါတယ်။နဖျားလီပါကန်ရလည်းရှုံးနေခဲ့ပေမဲ့ကျင်းကျမှုမဟာမေရဲ့အင်အားကလည်းအကြီးကျယ်ထိခိုက်ခဲ့ရပါတယ်။အတောက်ပဆုံးကောင်းလင်းအလင်းရောက်နေပရနော်နဖျားလီပါကန်ကိုလုံအောင်ဖျက်ဆီးမဲ့အစီအစဉ်တွေကိုရပ်တန့်ခဲ့ရပါတယ်။မလုံချင်းလို့မဟုတ်ပဲဆက်လုံးမဲ့ဆိုရင်အောင်မြင်မှုအတွက်ပေးဆပ်ရမယ့်တန်ဖိုးကိုမဟာမိတ်ဒါမဟုတ်အတောက်ပဆုံးကောင်းကင်အလင်းရောက်နေပရခံနိုင်ရှိမှမဟုတ်ပါဘူး။ကောင်းကင်ကတော့ပိုင်းခြားနိုင်တဲ့နဖျားလီပါရတနာဆိုတဲ့ကောလာဟာလာတွေရတော့ရှိနေပါသေးတယ်။ သူတို့ကနဖျားလေးပါးခိုင်းကိုတကယ်ကိုအဆုံးဆုံးထိပိတ်ဆို့မယ်ဆိုရင်နဖျားလေးပါးခိုင်းကခိုင်းတစ်ခုလုံးကိုစရေပြီးသူတို့နဲ့အတူတရားကိုခေါ်ဆောင်သွားနိုင်ပါလေထိုချိန်ရဆပြီးနဖျားလေးပါးခိုင်းကလုံအောင်ပြက်ကွက်သွားခဲ့ပါလေထိုနှစ်ပေါင်ထောင်ချီကာလမှာသူတို့ကလုံအောင်မပေါ်လာသလောက်ပါပဲပေါ်လာရင်တော့ဂျိုးနင်းငယ်ကိုပဲတင်ပိတ်ထားပါလေ ထုကဲ့သို့ပုံစံနဲ့သူတို့ကမဟာမိတ်ထဲဥပါရုံတော့ဝင်ရောက်သွားခဲ့ပါတယ်ဟင်းသားဗရာဂျူကတော့ကောင်းမွန်တဲ့ဥပမာတစ်ခုပါဒူဝါရင်ကျယ်ရည်ရဲ့ချာမှကီလိုမီတာ3နဲ့ချီကြီးမာတဲ့တောင်ပိုင်းနီငှက်တစ်ခုံကပေါ်လာတာနဖျားလီပါကန်ရကျဆူးစနစ်ထဲမှာနောက်တစ်ချိန်ပြန်လဲတိုးတက်လာတော့မယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်လမ်းတစ်လျှောက်မှာဖြတ်တန်းပြန်တန်းနေတဲ့ဥက္ကခဲရီယာနောက်တောင်ပိုင်းနီငှက်ကြောက်မီလောင်ပြကြသွားခဲ့ရပါတယ်ထူယာမဟာမိတ်ချင်းတဲ့သူအများကြီးကိုထိတ်လန့်စေပြီး တို့ကခမန်းတွေးတော်စာပြုလာကြပါတယ်။ကောင်းကင်တခွင်ရနောက်တောင်မင်းညက်ပေါ်လာတဲ့သတင်းကိုချက်ချင်းပဲရရှိခဲ့ပါတယ်။မီဒီယာသခင်ကထိုသတင်းကိုကြားတဲ့အခါချက်ချင်းပဲရင်မောလိုက်ပါတယ်။ ကောင်းကင်တခွင်ရရဆိုင်နာတဲ့စစ်ပွဲကနောက်တစ်ချိန်ကြီးကြီးမားပြင်စားတဲ့ငယ်ပါလေသူတို့ကမြောက်ပိုင်းဒေသကိုအခြေဆိုင်စခန်းဖြစ်အုံပြုပြီးရှေ့ကိုတိုးဝင်တိုက်ခိုက်ခဲ့ပါလေကောင်းကင်တခွင်ရချင်းညံသူတွေကပို့ပြီးရောရောက်လာခဲ့ပါလေကောင်းကင်တခွင်ရချင်းညံသူအာလုံးဒီပါမဟာမိတ်ကိုအပြေအဝါတိုက်ခိုက်ဖို့အတွက်ခေါ်ယူခဲ့ပါလေဝယ်လင်းကထိုးချောင်းလေးကိုဘာမှမသိပါဘူးယခုချိန်မှာသူကမျက်လုံးလေးကိုမှိတ်ပြီးချင်းညံနေတဲ့တွင်ထဲမှာထိုင်နေပါလေတခါတလေမှမူလာဝိညာဉ်တစ်ခုကိုထုတ်ယူပြီးဝါမြုပ်နေပါလေကံကောင်းထောင်းပါစွာပဲသူ့ရဲ့တုံတော်အီထဲမှာဝါမြုပ်ဖို့အတွက်မူလာဝိညာဉ်ဟာလုံလောက်စွာနဲ့ရှိနေပါလေ သူ့ရဲ့ခန္ဓာကိုယ်ခေရမူလဆိုင်ကပုံမမြင်ဆန်စွာနဲ့လေပတ်နေပါတယ်အစွမ်းထက်တဲ့အချိန်ကတခုကသူ့ရဲ့ခန္ဓာကိုယ်ဝင်းရံထားပြီးမှုန်တိုင်းတစ်ခုလိုပဝင်းချင်းကိုလွှမ်းခြုံသွားပါတယ်သူရှိနေတဲ့ဂူကကြီးမားမှုမရှိပဲမှုန်တိုင်းအတွင်းမှာအကွဲကြောင်းနဲ့မီးမတနိုင်အောင်ပေါ်လာပြီးကြောက်စရစ်အများပြားနေရနေရနေကြဆင်းလာပါတယ်ဒိုဝရင်ဝလင်းကထိုအကြောင်းလေးကိုသတိမထားမိပါဘူး သူ့ရဲ့စင်တမှုမှာရေးပါတဲ့အချိန်ကိုသူကရောင်းနေပါပြီ။ကြောက်စရဲတွေကသူ့အပေါ်မကြိုက်ခင်မှာငွေရောင်အလင်းချက်ကလက်သွားပါတယ်။ထိုအရာငွေရောင်အမျိုးသမီးလောင်းကသူ့တို့အားလုံးကိုဖျက်ဆီးပစ်လိုက်တာပါ။အဆုံးမရှိတဲ့မူလဆွမ်းရင်ကဝန်လင်းကိုဝါမြူလိုက်တဲ့မူလဝိညာဉ်ကနေလာတာဖြစ်ပြီးမူလဆွမ်းရင်ကမူလဝိညာဉ်ထဲမှာယူသွစွာနဲ့စုဝင်နေပါတယ်။တော်မနီငဲ့ရဲ့နှုတ်ထောက်မှုမတိုင်ခင်သူ့ရဲ့မူလဆွမ်းရင်မှာတန်းစင်တဲ့မီးရန်မပါဝင်ခင်ရဆိုရင်သူကအဆင့်တက်သွားပြီးသားပါ။ ဒူဝါရင်ဝင်လျက်မူလဆွမ်းအင်းမှာမီးရန်အပါဝင်နေတော့သူ့ဝါမြူလိုက်တဲ့မူလဆွမ်းအင်းကိုပြောင်းလဲပြရပါလေ သူ့ရဲ့မူလဝိညာဉ်ထဲမှာတန်းစင်ပေးရပါတယ်ပို့ပြီးတော့ဒုက္ခရောက်ပေမဲ့အောင်မြင်သွားမယ်ဆိုရင်ဝင်လင်းရဲ့အစွမ်းအစာပေါင်းများစွာတိုးလာပါလိမ့်မယ်မူလဆွင့်ရဲ့အမြောက်များအစွမ်းထက်တဲ့မီးရက်နေပအဝင်လောင်ကိုပြောင်းလဲသွားပြီးမူလဆွင့်ကသူ့ရဲ့ခန္ဓာကိုယ်မှာလေပတ်နေတဲ့အခါဝင်လင်းရဲ့ခန္ဓာကိုယ်ကနေအပူချိန်ဒီဂရီမြင့်မားစွာထုတ်လို့စေပါတယ်ဂူရဲ့ဗေးဒီယာလည်းအနီအောင်ပြောင်းသွားပြီးပြုတ်ကွဲသွားပါတယ်ထိုကြောက်တုံးနေရာမီးတောင်ထဲမှာအချိန်ကြာမင်းစွာမြုံနဲ့ထားခဲ့ပြီးအပူတီဂရီကအလုံးမြင့်မားနေသလိုပါပဲ ။ငွေရောင်အမျိုးသမီးလောင်းကမျက်မှောက်ချုပ်သွားပြီမဲ့ခြေတဝန်းတော့မရွေးပါဘူး။သူ့ရဲ့အချိန်မှာပို့ပြီးတော့အကောင်းလာတဲ့အမျှသူ့ရဲ့ခန္ဓာကိုယ်ကနေထွက်လာတဲ့မူလဆွဲရဲ့မှုန်တိုင်းကလည်းပို့ပြီးတော့အကောင်းလာပါတယ်။ကျေလောင်တဲ့ဒတိုင်းတိုင်းအတန်တွေကဂူတုံလုံးစီပြီးကျေပြန်းစွာနဲ့ပြုတ်ကွဲသွားစီပါတယ်။ဝလင်းကထိုင်နေတဲ့မြေကြီးကရုတ်တရက်ကွဲရသွားပါတယ်။ကျမ်းပြင်းကပောက်ကွဲသွားတဲ့အခါဝလင်းကကျသွားပါတယ်။ သူရဲ့ပလဲကမှုန်တိုင်းရချက်စင်းလာတဲ့ကြောက်စရစ်အားလုံးကိုလည်းကန်ထုတ်ပစ်လိုက်ပါတယ်။ယခုချိန်မှာဝင်လင်းရဲ့မှုန်တိုင်းကအောက်ကိုတူးဆွားနေတဲ့မြေတူးကရိယာတစ်ခုလိုပါပဲ။ငွေရောင်အလင်းတစ်ခုအဖြစ်ငွေရောင်အမျိုးသမီးလောင်းကဝင်လင်းနောက်ကိုလိုက်လာပါတယ်။မြန်မာရဲ့အခုချိန်ကမျက်နှာကိုစစ်စင်းလာတာကြောင့်သူမရဲ့ဖြူပွဲဖြူရောမျက်နှာလီကအနေငယ်နေရလာပါတယ်။မျက်တောင်မခတ်ပဲဝင်လင်းကိုအမြဲစိုက်ကြည့်နေပါတယ်။ ဝင်လင်းရဲ့ခနာကူကဆက်ပြီးတော့နင်းမြုပ်သွားပြီးရင်တော့ရုတ်တရက်မျိုးလုံးဖင်လိုက်ပါတယ်။မိတော့ရောင်ကြီးခုနှစ်ခုကမျိုးလုံးကနေထွက်လာပါတယ်။မျိုးလုံးဖင်လိုက်တဲ့အချိန်မှာပဲသူ့ရဲ့ပုံဝင်ကျင်းကမှုန်တိုင်းကအထုံးထဲကိုရောက်ပြီးပုံဝင်ကျင်းတစ်ခုလုံးလွှမ်းခြုံသွားပါတယ်။နိဗ္ဗာန်အမြင်ရုံကျင့်ကြံမှုနှောက်ပိုင်းအစင်းရဲ့အချိန်မှာလည်းပြန့်နှံ့သွားပါတယ်။ထိုဆွမ်းထားတဲ့ခန်းစားချက်ကသူ့ကိုကဘာကြီးကိုထိန်းချုပ်ထားသလိုခန်းစားစီပါတယ်။ထိုအချိန်မှာသူကနိပညာတစ်ခုထင်းနဲ့ကဘာကြီးကိုဖျက်ဆီးနိုင်သလိုခန်းစားပါတယ်။ သူမြင်တွေ့ခဲ့ရတဲ့အရာအလုံးကလည်းပြောင်းလဲသွားပါတယ်သူရှိရအရာအလုံးကကျိုးရည်နဲ့ပြုလုပ်ထားသလိုပါပဲထိုအရာသူ့ရဲ့မျက်လုံးထဲကဥပဒေပါဒုတိယအဆင့်ကိုရောက်ပြီးရဲ့နောက်လူတစ်ယောက်ကဥပဒေတွေကိုသိမြင်ရပါတယ်တစ်ချိန်ချိန်မှာသူတို့ကနိဗ္ဗာန်အမြင်ကိုအထွန်းထိပ်ကိုရောက်ရှိနိုင်ပါလိမ့်မယ်ငါကြော်ဖြစ်နိုင်ပြီ ဝလင်ကအတောပြပြန်ရှူသွင်းလိုက်ပါတယ်။နေပန်းအမြင်ရောအစ်င့်နှောက်ပိုင်းအစင်းကိုရရှိုံနဲ့သူ့အတွက်ကမလွန်လောက်သေးပါဘူး။သူ့ရဲ့နေပယ်ရတိုးတက်လာပြီးနေပန်းအမြင်ရောနှောက်ပိုင်းအစင်းကိုရရှိပြီးရဲ့နောက်မှာနေရအနေငယ်ရှိသေးရဲ့လို့ခန်းစားရပါတယ်။နေပန်းအမြင်ရောနှောက်ပိုင်းအစင်းရဲ့အထုံးထဲကိုရောက်ဖို့အတွက်မူလဆွေရင်လွန်လောက်ရုပ်ပဲလိုအပ်ပါတယ်။ ဝလင်းရဲ့မျက်လုံးတွေကတော့ပွားလာပါတယ်ကိုကိုကိုစစ်ဆေးဖို့အတွက်အချိန်မရှိတာကြောင့်သူ့ရဲ့ခန္ဓာကိုယ်တွေကမူလဝဉ္ဇဉ်အားလုံးကိုဝမ်းမြူလိုက်ပါတယ်ထိုးအချိန်မှာသူ့ရဲ့နှိပ်ပက်အမြန်ရောအဆင့်နှောက်ပိုင်းဆွဲရင်ကမိတော့တွေပေါဝင်လာပြီးအများကြီးကိုမှပို့ပြီးတော့အကောင်းလာပါတယ်ဝလင်းရဲ့ခန္ဓာကိုယ်တွေကမူလဆွဲရင်ကစတိုက်ကိုပြောင်းလဲနေပြီးဝလင်းရဲ့ခန္ဓာကိုယ်အပူချိန်ကတဖြည်းဖြည်းနဲ့မြင့်တက်လာပါတယ်တော်မန်နီငှက်တတူကသူ့ရဲ့ခန္ဓာကနေထွက်ပေါက်လာပြီးသူ့ရဲ့ပက်လက်မှာပြန်ဝင်နေပါတယ်တော်မန်နီငှက်ရဲ့အော်တန်ကလည်းပြင့်တင်ထက်သွားပါတယ်ဝလင်းရဲ့မျက်လုံးတွေကလင်းလက်သွားပြီးမျက်မှောက်ကျုပ်လိုက်ပါတယ် နည်းနည်းလေးပဲလိုတော့တယ်စဉ်းစားနေတော့ဝလင်းရဲ့ခနာကိုကဖြည်းဖြည်းနဲ့တပ်ပလာပြီးသူ့ရဲ့ပုံတူကထွက်လာပါတယ်ယခုထိတ်မှဝလင်းနှစ်ယောက်ကရှိနေပါတယ်မူလားခနာကထိုင်ချလိုက်ပြီးပုံတူနဲ့ခွဲထွက်သွားတာကြောင့်သူ့ရဲ့ကြောင်မဖွေရကောင်းတဲ့တဖက်လူရဲ့စိတ်ကပဝင်းချင်းကိုပြင်းထန်သွားပါတယ်အရေးခနာရဲ့မျက်နှာကတော့တင်းငင်နေပါတယ်မူလားခနာကနေထွက်ခွာပြီးရဲ့နောက်ဂူရဲကနေထွက်လာပါတယ်လေထဲမှာပြန်ဝင်နေပြီးတောင်မန်ဒီနှက်ကသူ့ရဲ့အပေါ်မှာအမြန်ပြန်ဝင်နေပါတယ်ဝလင်းကအသက်ကိုပြပြရှူလိုက်ပြီးသူ့ရဲ့ခနာကိုထရေမူလားဆိုရင်ကအထုံးထဲကိုရောက်ရှိသွားပါတယ် မီတော့ဘောလုံးတစ်လုံးကသူ့ရဲ့ဖက်ဖက်မျက်လုံးမှာလင်းလက်တော့ပါလာပြီးညာဘက်မျက်လုံးမှာတော့မိုးကြိုးပြိုင်အောင်ဘောလုံးတစ်လုံးကပါဝင်နေပါတယ်ပြီးတော့သူ့ရဲ့မူလဝိညာဉ်ကမျက်ခုံးတစ်ခုကြားကနေထွက်လာပါတယ် မိုးကြိုးအလုံးကိုထိန်းချုပ်နိုင်တဲ့ရှေးအောင်မိုးကြိုးနှကားရဲ့ဟိမ့်တန်ကဂျိုင်ဝမ်ထဲမှာပြင့်တင်ထပ်သွားပါတယ်။ထိုအချိန်မှာဝင်လင်းကကဘာကြီးကိုတိမြင့်တွေ့တဲ့ပုံစံကတိတိတောက်ကိုပြောင်းလဲသွားပါတယ်။ကဘာကြီးကပြောင်းလဲသွားပါတယ်။ကောင်းကင်အကရေရဲ့ဂူဖြစ်ပေမဲ့ဝင်လင်းရဲ့အကြီးကိုတော့မတားဆီးနိုင်ခဲ့ပါဘူး။သူ့ရဲ့ဘယ်ဘက်မျက်လုံးမှာမိတော့တွေကတောလုံးနေပြီးညာဘက်မျက်လုံးမှာမိုးကြိုးတွေကလက်နေပါတယ်။ထိုအချိန်မှာဝင်လင်းရှေးကကဘာကြီးကအရင်အားနဲ့လုံးဝမတူတော့ပါဘူး။သူ့ရှေးကဂျိုင်းနဲ့ကြီးရတဖြည်းဖြည်းနဲ့ပွင့်လာပြီးနောက်ဆုံးမှလုံးဝပြတ်ကွက်သွားပါတယ်။ဝင်လင်းရဲ့ရှေးမှာပေါ်လာတာကအနည်းအောင်မင်းချောင်းနဲ့အပြန်လဲဖျက်ချောက်နေတဲ့ င်ကွင်းမှာထုံမင်းကျောင်းနေရကဘာတစ်ခုလုံးဖုံးလန်းနေပါတယ်ထိုဂျိုင်းနက်ကြီးကိုထုံမင်းကျောင်းနေနဲ့ဖယ်စီထားတယ်ဆိုတာထင်ရှားပါတယ်ဝလင်းကထိုရောင်မြင်တော့ခဏတအန်တင်သွားပါတယ်သူကဖြည်းဖြည်းချင်းလက်ကြည့်လိုက်တော့ဘေးနီးရံနေရပြက်ကွက်သွားပြီးအပြန်အလှန်ဖြုတ်ချုံနေတဲ့မင်းကျောင်းများစွာအဖြစ်ပြောင်းလဲသွားပါတယ်ထိုအစီအစဉ်မကြမင်းကျောင်းတွေကိုစိုက်ကြည့်ရင်ဝလင်းမှရုတ်တရက်စိတ်ဆန္ဒတစ်ခုကပေါ်လာပါတယ်သူကလက်ကုတ်မြောက်ပြီးမင်းကျောင်းတွေကိုလှမ်းကန်လိုက်ပါတယ်ဒိုးရရင်ထိုအချိန်မှာမင်းကျောင်းနေရနဲ့ပြင်းထန်တဲ့စွမ်းကထွက်လာပြီးဝလင်းရဲ့စွမ်းကိုဖြုတ်ခွင်းလိုက်ပါတယ်ဝလင်းရဲ့လက်ကပြန်ခုန်ထွက်သွားပြီးပြင်းထန်တဲ့တုတ်ပြတ်မှုက 啊，有事了吧你？ ဒုံကနေရိုက်ခတ်တန်တဲ့အတူဝလင်းကခြေလမ်းပေါင်းများစွာနောက်ပြန်ဆုတ်သွားပြီးမှရက်တန့်သွားပါတယ်။သူ့ရဲ့မျက်နှာမှာစိတ်ပြတ်အာရုံမူကမရှိဘဲနားလေသဘောပေါက်မှုကရှိနေပါတယ်။သူကအသက်ကိုပြပြရှူပြီးဂျိုင်းနဲ့ကြီးရနေခုန်ထွက်လာပါတယ်။ပဝင်းချင်းကိုကြည့်လိုက်တော့အဆောက်အဦအလုံးကအရင်ကနဲ့မတူတော်ဘူးဆိုတာတွေ့လိုက်ရပါတယ်။ထိုအဆောက်အဦတွေနဲ့ပန်းပင်းတွေအလုံးကသူ့ရဲ့အကြီးကရောက်တဲ့အခါအစစ်စစ်မှုမှကွဲရသွားပြီးအယောင်ဆုံးမြင်းကြောင်းတွေအဖြစ်အပြန်လဲဖျက်ချောင်းနေတဲ့ပုံစံပြောင်းလဲသွားပါတယ်။ထိုကဘာကြီးတစ်ခုလုံးကကြီးမားတဲ့ပြောင်းလဲမှုတစ်ခုကိုကြုံတွေ့ခဲ့ရသလိုပဲဘေးလိုလိုလူတွေရောပလင်းထဲကနေပဲ90 ်19ခုအတွင်းမှာလွယ်လွယ်ကူနဲ့သွားလာနိုင်တာအံ့ဩစရာတော့မရှိတော့ဘူးစစ်ထူနန်ကစာနာရှိရင်လည်းဒါကိုလုံးနိုင်မှာပဲလှိုင်ကူလီပင်အရှင်သခင်ကတော့ပလင်းကဘာတွေကနေပယ်တစ်ခုကိုဖျက်ဆီးနိုင်တယ်ငါကပလင်းကဘာတွေကိုပြောင်းဝင်သွားရင်နေပယ်99ခုကိုဖျက်တမ်းနိုင်မယ်လို့ယုံကြည်ချက်မရှိပေမဲ့တပြိုင်နက်တည်းနေပယ်အတော်များတော့ဖျက်ဆီးနိုင်မှာတိတ်ကြတယ်နိဗ္ဗာန်တန်းစင်သူအဖိုးကြီးတွေကလည်းဥပဒေကိုမြင်နိုင်တယ်သူတို့ကဥပဒေကိုလည်းထိန်းချုပ်နိုင်တယ်ဒါကြောင့်သူတို့ကနေပယ်တွေကိုဖျက်တမ်းသွားလာနိုင်တာ ငါမင်းเจ้าနေကိုယူခြင်းပေမဲ့ပြင်းထန်တဲ့ဆွာတစ်ခုဟာတွန်းလန့်ခံလိုက်ရတယ်။ဘာလို့လဲဆိုတော့ငါနိဗ္ဗာန်တန်ဆင်သူအစင်းကိုမရောက်သေးလို့ပဲ။ဥပဒေကိုထိန်းချုပ်တာကိုမကျွမ်းကျင်သေးလို့ပဲ။ ဝလင်းကပဝင်းချင်းကိုကြည့်လိုက်ပြီးသူ့ရဲ့ဉာဏ်လုံးလေးမှာနားလေသဘောပေါက်မှုကပြင်းထန်နေပါတယ်။မမြင်ရတဲ့ကန့်သက်ချက်တွေကတော့ဝလင်းရှိမှရှင်းလင်းလင်းပေါ်လာပါတယ်။ဝလင်းကထိုရောင်မြင်တော့အထွေးတစ်ခုကဝင်လာပြီးကောင်းရင်စန်းကျင်ဗရေးစရာတူးလို့လို့လှူရှားလာပါတယ်။ဝလင်းရဲ့မြခုံတစ်ခုကြားမှာလက်သီးဆိုးရွယ်ဝဲကဲတစ်ခုကဖြစ်လာပါတယ်။ကောင်းရင်စန်းကျင်ဗရေးစရာဝဲကဲကနေဖြည်းဖြည်းချင်းထွက်လာပြီးဝလင်းရဲ့ရှိမှပြောင်းဝင်နေပါတယ်။ကောင်းရင်စန်းကျင်ဗရေးစရာပလက်မှာလေပန်းနေတဲ့လိုင်းတွေကလည်းရှိပါတယ်။ ထိုရာတွေကထိုနေရာနဲ့မသက်ဆိုင်တယ်လို့ညီပင်ခံနေရတယ်လို့ပါပဲထိုအချိန်မှာဝလင်းရဲ့စိတ်ကကုန်းဝင်စန်းကျင်ဗရေးစင်းနဲ့ပေါက်ဆက်သွားပါတယ်သူ့ရဲ့ခေါင်းထဲမှာမူဂျိုပစ်တန်တွေကိုကြားရပြီးမျက်လုံးတွေကမှုံသွားသွားပါတယ်ပြင်းထန်တဲ့စွမ်းအားတစ်ခုကသူ့ရဲ့စိတ်ကိုယူဆောင်သွားပြီးဂူထေကအတားစီအားလုံးကိုဖျက်ချုပ်ကာကုန်းဝင်ထဲကိုဓာတ်ရိုက်တတ်သွားတယ်လို့ပါပဲထိုအချိန်မှာနဆိုးဦးညင်မီရဲ့အလဲဘဟိုကနေအလင်းနဲ့တစ်ခုကထွက်လာပြီးမိုးကုတ်ဆောင်ဝိုင်းစီကိုဥတီသွားပါတယ်ဝလင်းကကောင်းကင်ကိုမြင်လိုက်ရပါတယ်အပြောင်ကောင်းကင်ကြီးကရုတ်တရက်အပြောင်မင်းရှိတွေအပြန်လဲဖျက်ချုပ်နေတဲ့ပုံစံပြောင်းလဲသွားပါတယ် သူကအဖျော်မိုးတိတ်နေမြေကြီးမြေပြင်ပေါ်ကအပင်နေနဲ့နဆိုးဝင်းညင်မြေရဲ့နေအများစုကိုမြင်လည်ရပါတယ်။မြေချောင်းနေတဲ့တောင်တွေကိုလည်းမြင်လည်ရပါတယ်။ကောင်းကင်စန်းကျင်ဗရေးဇီးရဲ့လှုပ်ဝက်စန်းကျင်တဲ့ဆွာနဲ့ဝလင်းရဲ့စိတ်ကကဘာကြီးတစ်ခုလုံးဖြင့်ကျက်သွားပြီးကဘာကြီးရဲ့ဥပဒေအားလုံးကိုမြင်လည်ရပါတယ်။သူရှိရအရာအလုံးကဥပဒေပါပဲ။ထိုးရောင်စုံမြင်းချောင်းနေရာဥပဒေကိုမြင်တွေ့နိုင်တဲ့နီးလန်းပါ။ ဆက်လက်ကြည့်ရှုနေဝလင်ကလေပင်လင်းကြီးတစ်ခုအဖြစ်ပြောင်းလဲသွားပြီးနဆိုးညင့်မြေကိုဖျက်ဆီးသွားပါတယ်ပြီးတော့ကောင်းကင်စမ်းကျင်ပဒင်းစီရဲ့လှုပ်ဘက်စမ်းကျတဲ့ဇောအားနဲ့ဝင်းရံခံရီကောင်းကင်စီကိုဓာတ်ရိုက်ဥတီသွားပါတယ်ကောင်းကင်စမ်းကျင်ပဒင်းစီရဲ့အကူညီနဲ့နဆိုးညင့်မြေကိုဖောက်ထွင်းသွားတဲ့အခါသူ့ရဲ့ခေါင်းထဲမှာမိုဂျူပစ်တန်နီယာထမှန်ပဲတင်ထပ်သွားပါတယ်အလုံးစုံမြင်ရှိသူလိုလူတွေကတော့အတင်းကျပ်ဖွင့်လင်းလို့မရတဲ့အရာပါသူ့ရဲ့စိတ်နဲ့ကောင်းကင်စမ်းကျင်ပဒင်းစီကိုဘာမှမတားဆီးနိုင်သလိုဘာမှလည်းတားဆီးရတာမဟုတ်ပါဘူးဝင်းလင်းရဲ့ရှေ့မှာအမှောင်မိုက်တဲ့လီဟာနေကိုမြင်လဲရပါတယ်လီဟာနေထဲမှာဖုံမုံအမှုံမွားတွေ ရာမီမတနေအောင်ရှင်းနေတယ်လို့တောက်ပါတဲ့လေဟာနဲ့ဟင်းလင်းပြင်းနေရတယ်ရှင်းနေပါတယ်ဝလင်းကကျယ်ရည်ရဲ့ဂျားလေးကိုကြည့်ရှုရင်ထိုစကြဝဠာတွေကဥပဒေတွေကိုခန်းဆိုင်ရင်ညံလင်းရတဲ့အခြေအနေမှာနှမြုံနေပါတယ်ဝီလက်နဲ့နေရာတောက်ပါတဲ့ဂျိုးတွေကိုပြောင်းဝဲနေတဲ့ဥက္ကခဲတိနဲ့ဖုံမိုးဆန်းသားတွေကဝလင်းရဲ့မျက်စိရှိမှပေါ်လာပါတယ်ဥပဒေဒီကဘာကြီးထဲရအရာအလုံးမှာဥပဒေသားတွေကပေါက်ဝင်နေတယ် သူရဲ့စိတ်ကဂျေဒီနဲ့ပေါင်းဆက်ပြီးရင်တော့ဝလင်းကဆက်လက်ညံလင်းရရှိနေပါတယ်ထို့ကဲ့သို့ဆက်လက်ဖြစ်နေရတဲ့အများသူရဲ့စိတ်ကကြီးထွားလာပြီးဆက်လက်ပြန့်နှံ့သွားပါတယ်သူရဲ့စိတ်ကပြန့်နှံ့သွားတဲ့အမျက်နှုံကနဖျားအိမ်နဲ့တော့ရှင်းလို့မရပါဘူးဝလင်းကကုန်းဝင်စန်းချင်းဘရေးစစ်ထဲကတကားရှိမှယနေ့တုန်းကခြေလန်းတဝက်တာလှမ်းလိုက်ပြီးလေဟန်နေနဲ့တသားလေးဖြစ်သွားသလိုပါပဲဒီတစ်ခါတော့ဝလင်းကကျေရီရဲ့ခြေကိုလှည့်လှည့်သွားလိုက်ရင်တောက်အိုးရှာဖွေတဲ့ခံစားချက်ကိုထမှန်ပြီးတော့ခံစားလိုက်ရပါတယ်တို့ရရင်ဒီတစ်ခေါက်မှတော့သူရှာနေတာဥပဒေသားပါ ူရဲ့စိတ်ကအဆုံးမရှိပြင်းထန်သွားနဲ့အများဂျိုးတလုံးပြီးတလုံးဖြစ်တန်းသွားပါတယ်သူရဲ့နှလုံးသားငြိမ်သက်နေပြီးအထဲမှလုံးဝနှိမ့်ယုံနေရအောင်သူရဲ့လက်ရှိအခြေအနေကိုသူကသတိမထားမိပါဘူးသူကဖြစ်တန်းသွားတိုင်းဂျိုးတိုင်းတတ်မှတ်လူတွေကြီးညံ့သူတွေတရိษံတွေအပါအဝင်အပင်တွေအပါအဝင်တရှိတိုင်းကိုဝလင်းကရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ရပါတယ်ကဘာကြီးရဲ့မီးမတွန်းနိုင်တဲ့ဥပဒေတွေအားမင်းကြောင်းတွေအဖြစ်ပြောင်းလဲသွားပြီးဝလင်းရဲ့စိတ်ကိုဖြစ်တန်းသွားတဲ့အခါဝလင်းကလိလနိုင်ခဲ့ပါတယ်သူဂျိုးဒီပေါ်ကကြီးညံ့သူတွေထဲကဘသူကမှဝလင်းရဲ့စိတ်ကဖြစ်တန်းသွားတာကိုမသိရှိလိုက်ပါဘူးနိဗ္ဗာန်အမြဲ ကိုအစင်းနဲ့နိဗ္ဗာန်တန်းစင်သူကျဉ်ကျဉ်သူတွေကတော့မသိရှိလိုက်ပါဘူး။ဘာလို့လဲဆိုတော့ဝက်လင်းကိုကောင်းဝင်စန်းကျင်ဗရေးစီကကောက်ွယ်ပေးထားလို့ပါ။သူ့ရဲ့တရှိမှုကိုလူတွေကိုသိစေချင်တဲ့စာနာမရှိရင်နိဗ္ဗာန်ဖြစ်စီသူကျဉ်ကျဉ်သူတွေကတော့ဘယ်သူကမှမသိရှိနိုင်ပါဘူး။နဆိုးဝဉ္ညမျိုးဘ ਹੁ ပြုပြီးသူ့ရဲ့စိတ်ကပြင်းထန်သွားရတဲ့အမျှအချိန်ကမရမနာကြာမြင့်နေတယ်လို့ပါပဲ။ဘလောက်ကြာသွားလဲဆိုတာမသိပေမဲ့ဝက်လင်းရဲ့စိတ်ကမဟာမိတ်ကျက်ဆုစနစ်ရဲ့အတော်များကိုဖုံးလွှမ်းသွားပါပြီ။ကျွန်တော်တော့ခရိုဆာကီပါ။နောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့။အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးဝင်တရှိပါတယ်။